ဓမ္မမိတ်ဆွေဤကိုမောင်မတို့တခါကနမကြီးရုပ်တံတင်ဆက်သူတယောက်ကအစ္စလမ်ဘာသာဝင်တချို့ရဲ့လိုက်ကျင့်တဲ့ပုံစံတွေနီးလန်းတွေကြောင့်အစ္စလမ်ဘာသာကိုဇေယျကျမ်းတဲ့ဘာသာလို့ခေါ်ခဲ့တယ်။သို့ပေမဲ့အကေ၍ဘာသာတရားကိုတရားကိုထိခိုက်စေတဲ့နီးလန်းတွေလိုက်ကျင့်တယ်ဆိုရင်ဘာသာတိုင်းကဇေယျကျမ်းတဲ့ဘာသာဖြစ်သွားနိုင်ပါလေ။အချုပ်ဆိုရရင် မိမိယုံကြည်လိုက်ခြင်းနဲ့ဘာသာကြောင့်မဟုတ်ပဲကိုယ့်ရဲ့ဘာသာတရားကိုဘယ်လိုလိုက်ခြင်းလဲဆိုတာကအရေးကြီးတာဖြစ်တယ်။ဘုရားထံတော်သို့ဤကဲ့အောင်ပို့ဆောင်ပေးတဲ့အရာကအရေးကြီးတာဖြစ်ပါတယ်။ကျွန်တော်တို့တွေကတချို့ကသခင်ယေရှုကိုပြန်ရှင်ထမြတ်တော်မူသောအရှင်သခင်ဖြစ်တွေ့ကြုံယုံကြည်ကြတယ်။ချို့တွေကတော့တွေ့ကြုံကြရမှာမဟုတ်ဘူး။လူတွေကတယောက်နဲ့တယောက်မတူ क्वे ပြားကြတယ်။နှစ်နှစ်ထောင်ကျော် ွဲပြားလာခဲ့ကြတာဖြစ်တယ်။သို့တော့အမှန်တကယ်အရေးကြီးတာကမိမိယုံကြည်တဲ့အရာကဘာလဲဆိုတာမျိုးပဲလေမိမိဘယ်လိုပြုမှုတလဲဆိုတာဖြစ်ပါတယ်။အဲ့လိုဆိုရင်စံကိုပြောင်းလဲရမယ့်အချိန်ရောက်ပြီဖြစ်တယ်။ဥပါဒါကအမှန်လေဆိုတဲ့စံကိုဘာသာရေးအတိုင်းအဝန်းရဲ့အောက်ခြေအုံမြင့်အဖြစ် ပြုလုပ်ထားတာကိုပြောင်းလဲရမှဖြစ်တယ်။ဒါကလက်တွေ့ပြုလုပ်ရတာထက်ပြောရတာကပိုးလွယ်ပါတယ်။ ကိုယ့်ဘာသာကသာမှန်တဲ့စံနဲ့ကျွန်တော်တို့တွေကနှစ်ထောင်ပေါင်းများစွာရှင်သန်ခဲ့ကြတယ်။ကျင်သာရနေကြပြီဖြစ်တယ်။ပြောင်းလဲဖို့ကအခြေလိုအပ်တယ်၊ကြိုးစားအားထုတ်မှုလိုအပ်တယ်၊အတွေးတွေလိုအပ်တယ်။အားလုံးထဲမှာအထူးသဖြင့်ကျွန်တော်တို့ရဲ့နှလုံးသားတွေလိုအပ်တယ်။ဘာအတွက်ကျွန်တော်တို့တွေကဘာကြီးပေါ်မှာရှိနေကြတာလဲ။ဒီမေကွန်းကအစပထမကလေးကကျွန်တော်တို့တွေကိုဖီစီးနေရတာဖြစ်တယ် ကျွန်တော်တို့တွေကမွေးဖွားလာကြပြီးတော့တည်ကြရမယ်ဆိုတာကိုမျိုးစိတ်တစ်ခုအဖြစ်သဘောပေါက်လာခဲ့တဲ့အချိန်ကလေးကကျွန်တော်တို့တွေဘာကြောင့်လူဖြစ်လာရသလဲဆိုရယ်မိကွန်းကခီစည်းနေရတာဖြစ်တယ်။ဘာအဓိပ္ပာယ်ရှိလဲလူတိုင်းဝိုင်းအတွက်ကျွန်တော်တို့ကိုယ်တိုင်ရဲ့ဘဝအတွက်ဘာအဓိပ္ပာယ်ရှိသလဲဆိုပြီးတော့ကျွန်တော်တို့တွေမေးကြတယ်။ပီရမစ်တွေတရုတ်ပြည်က The Great Wall ရောမအင်ပါယာကြီးဆိုးလာခြင်းနဲ့ကြာရှုံးသွားခြင်းအမေရိကန်ဒေါ်လာရေးအပြည်ပြည်ဆိုင်ရာလူခွင့်ရေးကြီးညာခြင်းဒါတွေကဘာအဓိပ္ပာယ်ရှိလဲ။ဘာကြောင့်လူလာဖြစ်နေရတာလဲမိခွန်းနဲ့ထာဝရဆက်ဆက်ပြီးတော့ပါလာတဲ့မိခွန်းတွေကငါဘယ်လိုရှင်သန်ရမလဲ။ငါဘယ်လိုပြုမှုရမလဲ။ဥပမာငါမှာစားစရာရှိနေပေမဲ့တင့်မှာစားစရာမရှိဖြစ်နေငါတင့်အတွက်စားစရာဝေမျှပေးတဲ့လား အမာကျန်းစာရဲ့အစမှာကလေးကစူထားသလိုငါဒီငါညီကိုစောင်းရှောက်ရတော်သူဖြစ်ပါသလိုဒီမိကုံကိုဖြေဖို့ကြိုးစားတဲ့အခါမှာမကြာခဏကျွန်တော်တို့တွေရုန်းကန်ရတဲ့အရာကကျွန်တော်တို့ကိုယ်တိုင်ထက်ပိုကြီးရဲ့တစုံတစ်ခုနဲ့ထီးတွေ့လာရပါတယ်။တန်ရှင်းမြင့်မြတ်တဲ့အရာဝိညာဉ်ရင်းနဲ့ရုန်းကန်ရပါတယ်။ဖျားဆိုတဲ့မိကုံနဲ့ရုန်းကန်ရပါတယ်။ ဒါပေမဲ့မေးရမှာကဘာတွေပေးဆက်ပြီးတော့ရုန်းကန်ကြရသလဲခရုစိတ်စစ်ပွဲလားမိစ္ဆာအယူမားတွေကိုစစ်မေးတဲ့သာသနာခုံရုံးလားဂျီဟတ်လားကျွန်တော်တို့တွေရဲ့ဘာသာတွေမတူကြခြင်းက အတူတကွာကြုံတွေ့နေကြရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ကြစေဖို့တရားတစ်ခုဖြစ်ရမယ်အစားနှစ်သိမ့်မှုကိုပေးရမယ်အစားအမုန်းတရားတွေနဲ့အမှန်ကိုမစူးစမ်းမနဲ့အဂရိတရားဖြင့်မလိုမုန်းထားခြင်းတဲ့ အစာကိုပံ့ပိုးပေးနေခြင်းကအများကြီးပိုဖြစ်နေစေတာကိုတွေ့ရတယ်။ကိုဘာသာကမှန်တယ်ဆိုတဲ့တရားဉာဏ်ဤကြောင့်လူသားတွေက အတူတကွလှုပ်ဆောင်ကြဖို့ဖြစ်နိုင်ဘူးလို့ထင်မြင်နေရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်တွေနဲ့ဝိညာဉ်တွေနှစ်ခုစလုံးကိုရှင်သန်မှုရှိတဲ့ကဘာကြီးပေါ်မှာဆက်လက်ပြီးတော့နေထိုင်နိုင်ဖို့ရန်အတွက်ဆိုရင်ကျွန်တော်တို့တွေအတူတကွလက်တွဲကြရမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေညီကောင်မောင်မအယောက်စီတိုင်း ဝိကျမ်းမာခြင်းစိတ်ငြိမ်းချမ်းခြင်းအစဉ်ရှိကြပါစေ။